ီနေ့ကတော့ကျွန်တော်မွေးနေ့လေးမှာဒီလိုကြားရဖြစ်တော့ခါတိုင်းနေ့ကတော့စူရီတာရှင်ဒီနေ့ကတော့ကျွန်တော်ဒီ energy ကလေးတွေလာပြီးတော့အင်ကြီးလေးတွေတီရှပ်လေးတွေနဲ့မုတ်ကလေးတွေလာလို့လေးဝစ်ကတော့ဆန္ဒရှိရာလေးအလုပ်ကလေးတွေအမြင်ဆုံးဖြစ်မြတ်ပါစေလို့ပဲမှဆုတောင်းမိပါတယ်အစကျန်ကျန်မှမှာပေါ့နော်ဟာပါဆန္ဒရှိလေးစနေကူထေစီတော့ပြောင်းခံနေတယ်ထေစီပြောင်းတော့မှာနော် ဘာလို့လဲဖွာမင်္ဂလာပါမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်မွေးနေ့ဒီမှာဒီလိုစားရဖြစ်တော့ခါတိုင်းနေ့ကတော့စူရီတာချေဒီနေ့ကတော့ကျွန်တော်ဒီအန်အေစီယာကလေးတွေလာပြီးတော့အင်ကြီးလေးတွေတီရှပ်လေးတွေနဲ့မုတ်ကလေးတွေလာတို့ကျွန်တော်တော့နည်းဆုံးအယောက်80လောက်တော့ရှိမှပဲကျွန်တော်တော့မျှပြီးတော့ယူလိုက်တာပေါ့ဒီကတော့ကျွန်တော်ဒါလွယ်ဖို့အိမ်ပေါ့လွယ်ဖို့တော့သွားပြီးတော့ကြီးကြပြရ

င်တော့လူတော့တော့မြင်တဲ့လူကတော့ဒါမှမဟုတ်မွေးနေ့ကျတော့တက်တက်မှန်မှန်လေးပေါ့မွေးနေ့မှလေးဖြစ်သွားတယ်နောက်ပြီးတော့ဟိုကုမွေးနေ့မှလာအမှတ်တရလေးလည်းဖြစ်တော့အမှတ်တရလေးဖြစ်ပြီးတော့ပြန်ပြီးတတိယလူဆိုတဲ့ဘောတော့ဘာဝ လူပင်းရင်လည်းကိုပြန်တည်ရပြီးတော့ပီတိဖြစ်ရမယ်ဟာမျိုးလေးရွေးလူတာပူကောင်းတော့နော်အဲ့လိုမျိုးလေးကျွန်တော်စဉ်းစားမိလူရောက်တိုင်းကလုံးလူကြတာလူလူလူပြီးပြီးပြီးသွားတာဘောကြောင့်မို့ကိုကိုလူလိုက်တဲ့အရင်လေးသူတို့ကိုထားတာပြန်မြင်တဲ့ခါကျဘောငါလူလာသူတို့လေးကိုရှာပါလားအဲ့လိုမျိုးလေးပီတိလေးပြန်ဖြစ်တယ်နော်ဒီစန်တာကလည်းကိုအမြဲတမ်းလာနေကြကလေးတွေကကိုနဲ့အမြဲတမ်း in dash ဖြစ်နေပြီဘောနော်သူတို့ကလူနဲ့ကစားဖားကြရင်သူတို့ဘောလုံးတစ်ပိုက်ကန်ဆိုတော့အဲ in dust ဖြစ်နေဆိုတော့သူတို့ကလည်းအားပြောမွေးနေပါဆိုမှတ်တရလေးဖြစ်သွားတယ်ဒီမှာပဲယူပြီးလာပြီဖြစ်တယ်59ပေါ့59ထိစီတော့ပြောင်းကန်နေထိစီပြောင်းတော့မှာမဟုတ်ဘူးဟုတ်ကဲ့အာဘာမီ90အင်းတွေ90ပေါ့ဆရာဒါမဲ့ဟိုဟာဟုတ်လားချင်း80လောက်ရှိတယ်ဆိုတော့ဘာမီတက်တက်အင်းတွေပဲဆိုင်ပေးလို့ရတော့မှာဆိုတော့ net net size ဆိုရတယ်ဒီကဒီကဒီကဒီ essential ဆိုအသားလေးကောင်း ဂုတ်တစိတ်ကသာကောင်းမအဓိကဟိုတီချက်တွေဟိုအဓိကပို့လို့ခြင်းတယ်တီချက်ကြတော့လေဟိုဒီကလေးလူလက်ပိုင်းကနေစပြီးကလေးရာဝတ်လို့ရအသေးလေးတွေကြတော့လို့ဘောင်းမီလေးတွေပေါ့နော်ဟိုသူကဒီမှာအယောက်85ယောက်ရှိရဲဆိုတော့လေပထမတော့အမဘောင်းမီနဲ့အရင်တွဲရက်ကလေးတွေပေးမလို့ပဲဒါပေမဲ့85ယောက်ဆိုတော့ဟိုဘောင်းမီနဲ့ကလေးလေးတွေကြဘောင်းမီလေးတွေပေးတိုင်းနောက်အသေးလေးရန်သေးတဲ့ကလေးတွေကြတော့မုတ်ကလေးတွေပေါ့နော်အဲ့လိုမျိုးလေးပေးဖြစ်တယ်ပေါ့ ကြီးကဘောတော့ခုနပြောတော့ဒီရှေ့မှာလည်းအခုဘမကားလည်းရိုက်တယ်ဒီစီးပွားဝင်လက်ပွင့်ဟာလေးလှုပ်တဲ့ခါမြန်မာပြည်ကလာရိုက်ပြီးတယ်အဲ့အားလေးကနောက်ပိုင်းကျတော့ဒါသူတို့စီးပွားဝင်လက်ပွင့်လာပြီးတော့လှုပ်ကြလှုပ်လှုပ်တဲ့ဟိုခုနကသားမျိုးရှိတယ်ဘောနော်သူတို့ကတော့ဒါဟိုဘာချင်းညာကြီးရဲ့လို့မဟုတ်သူတို့တက်တက်လှူသွားတဲ့ပတ်စံလေးကိုကမတုံတက်တက်ထားလာတာဟုတ်လဲဆိုကိုကကိုရိုးချင်ရိုက်တယ်ရိုးချင်ရိုက်ပြီးရတဲ့ပတ်စံကိုပဲကိုကတုံးတော့ဘောနော် အဲဒီပြဿနာကြတော့ဒါခုနကသားသမီးအလှဖြစ်တဲ့ခါကျခုခုလိုမျိုးကြုံကြတဲ့နေ့ဒီမှာသူတို့ဒီအလှကျွန်တော်ထည့်လှူပေးလိုက်တာဒါဘာပြောဒါသူတို့နဲ့လည်းဆိုင်တယ်ပေါ့ဒါလေးကိုဟိုပြန်ပြီးကြည့်ဖြစ်တဲ့လူတွေလည်းတာဓုခေါ်လို့ရအောင်သူတို့လူလည်းပါပါလားဆိုတာလည်းဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးနေကရည်ရွယ်ပြီးလှူဖြစ်တယ်ဘောဘောမော ့ wish ကတော့အမအများကြီးတော့မပြောစမှာအကိုဒီဘောနော်သူဆန္ဒရှိရာလေးအလုပ်ကလေးတွေအမြဲဆုံးဖြစ်မြောက်ပါစေလို့ပဲအမဆုတောင်းပေးပါတယ်အမြဲတမ်းလည်းပျော်ပျော်ရွှင်ရွှင်နဲ့ကျန်း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 မာမာပေါ့နော်ဟာပါဆန္ဒကျန်းကျန်းမာမာနဲ့အာဒူဒူနေသွားနိုင်ပါစေလို့ပဲဆုတောင်းပါတယ်ပါဆန္ဒရှိရှိပြပါဆန္ဒရှိပြပါညကင်းမဖွက်တာလည်းကြောင့်လို့ပြောပြကင်းမဖွက်တာတွေတော့အမပဲကျွန်တော်သိတာပဲကင်းမကဖွက်ရတယ် အဲ့လိုပေးလို့သာပုံတော့ဖွက်တာငင်းဖို့အဝတ်ကအော်တယ်သောဖွက်တာဟုတ်ပြောတယ်သူဒီသူဝစ်တဲ့ပီချူးလေးကဟိုပိတ်နေပြီလို့နည်းနည်းကြည့်ရလေးလဲလာအဲ့လိုပတ်စံနည်းနည်းထက်ဆိုင်အောင်မနည်းနည်းပဲဆက်အော်တန်ရုံးစင်ဖြစ်နေအာနဲ့တော့မဟုတ်ဘူးလေမလဲချင်ဘူးလေသူကဝစ်ထားဆိုတော့တန်ရုံးစင်ဖြစ်နေပြီရဲ့ဆိုတော့အဲ့နဲ့မမတော့မလုပ်ပေးဖြစ်ဘူးအာနဲ့အမဒီအမှုလေးကိုစဉ်းစားပြတ်သွားတာဘာလို့ကြည့်စင်ပါလဲသူလည်းအရင်တော့ဆိုလို့ဒါကျွန်တော်ဌာနလိုက်သူတော့ခါပါတယ်အဲ့ဒီဒါလည်းကျွန်တော်ခန်းဆိုတော့ကျွန်တော်ရဲ့စိတ်ဆိုးလို့ကျွန်တော်ပြောချင်တာပြောရဲဆိုခန်းပါဆိုတော့အခုချိန်ထိ ရှိပြီးတော့ဂျေစုတင်တယ်။နောက်ပြီးတော့စအောင်နဲ့သူပြောခဲ့တဲ့စကားတခုသူရှင်းလင်းလေးလည်းမှတ်တာ။ငါငါဆိုဘဝလက်သွဲပေါ်ဖြစ်အောင်ကြိုးစားလို့ကျွန်တော်သူ့ပြောရတယ်။အိမ်အောင်ဘက်နဲ့လက်သွဲပေါ်နဲ့မတူဘူး။အိမ်အောင်ကမိဘပေးစားရင်အိမ်အောင်ကြားကြတယ်မတူဘူး။လက်သွဲပေါ်ကကျတော့ဘဝလုံးအတူတူသွားတာ။သူသွားတဲ့ခါကျတော့လက်သွဲပေါ်ဆိုတဲ့စကားလုံးကပြောတော့လွယ်တာခက်တယ်လို့အနေနဲ့ခံရရှိတယ်။တယောက်တယောက်နားလည်းမပေးရရှိ။နောက်ကျွန်တော်ဒီအနုပညာရှင်ဖြစ်တဲ့အပူစိုးတယ် အမှုပညာရှင်ဟာရဲ့ဒါဘောကလက်သွဲပေါ်တယ်ပို့ပြီးတော့ခက်ခဲပါတယ်သူဘာပဲကျေးနိုင်တယ်လို့ဟုတ်ကဲ့လူမကြောက်လို့တော့ပြောပါအဲအမကတော့တက်နိုင်သလောက်ပေါ့နော်သူဖြစ်ချင်တာလေးတွေလိုက်ပြီးတော့ဟိုပံ့ပိုးပေးရပေါ့နော်လိုက်ပြီးတော့သူလှုပ်ချင်တယ်ဆိုရင်စုံစမ်းပြီးအဲ့လိုမျိုးလေးအမြဲတမ်းလဲဘေးနာမှာလက်တွဲပေါ်ကောင်းတရားဖျောင်းစူးစမ်းပါပါလေလို့ပြောချင်ပါ နေစီအကြောင်းလေးကတော့အဓိကမိဘမမိဘမအကြောင်းလေးပေါ့မိဘမအကြောင်းဆိုတာထက်ရှားမိဘမခလေးနဲ့မတူဘူးဒါမိဘရှိရနေပြီးတော့တစ်ဆင့် HIV ဆိုတဲ့ရောဂါဆိုပြီးအခုဆက်ခံရတဲ့ခလေးတွေပေါ့အဲ့ခလေးတွေတော့ပြုစုပြုံးထောင်ပေးရဖြစ်တဲ့ကတခြားမိဘမခေရလဲသူကပူပြီးတော့ခရီးဆိုင်ရခလေးကျမ်းမာရေးခလေးထိခိုက်မှုဖြစ်မှာလေဘာလို့လဲဒီမျိုးဖြစ်နေရှိတဲ့ဘူးကိုဆက်ခံရတဲ့ခလေးကတုံတောင်ထိခိုက်ထွေးထွက်တဲ့ဖြစ်မှုတော့အရန်သတိထားအဲ့သူတို့ပြုစုပြုံးထောင်ရတယ်ပူခတ်ခဲ့တယ် ဒီမှာ US ရှိတယ်ဒါကျွန်တော်ဘာပြောဒီစံတိုင်းကိုထုံပေးတဲ့လူကျွန်တော်သာဓုအမြဲခေါ်တယ်ကျွန်တော်ဘာပြောဒီစံတိုင်းကိုထုံပေးတဲ့လူကျွန်တော်သာဓုအမြဲခေါ်တယ်အရင်လည်းဘယ်လိုပြောမလဲဟာကျေးဇူးတင်သူကသူကဒီလူကြတော့မျက်နှာမမြင်ဘူးသူတို့ထားပေးတာလေအဲသူကျောင်းနေတယ်ထားပေးသူကျောင်းနေတယ်တက်ကြတော့ဘာပြောတော့ဒီကတော့ခါတယ်လေကြာလူတိတာနင်းနေတယ်မချို့ကြတော့လေဒီလိုမျိုးတင်းတင်းရှိတာကြတော့ ခြားမိဘဝင်ကလေးတွေတော့သွားတွေ့ဒီမှာတော့သူတို့ line ကူးဆက်ခံမလားဆိုတော့စိတ်ကလေးတော့နင်းနေမျိုးရှိကြတာဘယ်တော့ပဲခင်မိတယ်ပြောချိုးကြကြောက်ကြတာလေအဲဘာဖြစ်ဖြစ်ဒါကတော့ငါတို့လိုအပ်ချက်တွေတော့အများကြီးရှိပါသေးတယ်အဲတတ်နိုင်တော့တူမစင်တော့ဒါဇာလူပေးစီချင်တယ်ကျွန်တော်တော့တတ်နိုင်တော့အဲဒီကြောင်းတော့ NDC ရတော့ဒါတော့အမှတ်၄၄၈ကိုစင်ဒူဝါလန်ရဲ့စတက်ရက်ကိုအရှိတကူအဲ့လိုပါလေနော်ဒီအမျိုးတော်ကဒီဘရင်းဆွေးလမ်းမှာလာမှာဒါလေးကိုကြည့်ပြီးတော့ ကျွန်တော်နဲ့ပတ်သက်တဲ့ဘာတွေဒီအကုန်လုံးကဒီခုနှစ်အတိုင်းပတ်စံနဲ့ပါတဲ့ကြောင့်ဒီအတူလေးကိုဒါလူခေါ်ပါနော်ဥရာပေါ်ပါဒါကျွန်တော်တယောက်တည်းအလူမျိုးပါဟုတ်ကျွန်တော်နဲ့ပတ်သက်တဲ့ပိတ်တက်တွေပဲဖြစ်ဖြစ်အကုန်လုံးကိုခုနှစ်အတိုင်းအလူပဲပေါ့အလူမျိုးလေးတက်မှတ်ပြီးတော့ဒါလူခေါ်ပါ